ီအကဘာလို့လိုအပ်လဲဆိုတော့ကျွန်တော်တို့အင်ဂျင်တွေတိဆောက်ပုံကိုဒီဇိုင်းလုပ်တာပါဆက်ပြန်စရာတော်တော်များများပါသာမိုစတစ်ကမလိုဘူးကိုကြီးဟွာပေါ့ထပ်ပြီးတော့ဝေမျှပေးစီတင်တဲ့အကြောင်းအရာလေးလည်းရှိပါတယ်ကိုကြီးဟုတ်အဲ့ဒါကတော့အဲကျွန်တော်တို့ဒီလူတွေပေါ့အကိုကြီးလူတွေက ကျွန်တော်တို့မနေ့ခင်းအိပ်ယာထားတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဒီခန္ဓာကိုယ်နဲ့စိတ်ကအလိုနှီးကွေးပြီးတော့ တိုင်းပိုင်းနေလေးရှိရဲ့ဟုတ်ကျွန်တော်တို့ဒီသွေးပူဟိုကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာကိုကောင်းစွာအလုံးလုံးပို့အတွက်ဆိုရင် ကျွန်တော်တို့ဒီသွေးပူလေးခြင်းငယ်နေလှုပ်ဖို့လိုအပ်တဲ့ meditation နေလှုပ်ဖို့လိုအပ်တဲ့စသဖြင့်ပေါ့အကိုကြီး one minute app လုပ်တဲ့သဘောပြုပေါ့အကိုကြီးဟုတ်လူမားဒီ one minute app ပေါ့နော်သွေးပူလေးခြင်းငယ်ကအရင်အရေးကြီးတယ်လို့ဆက်မှလည်းဘလောက်ထိအရေးကြီးလဲဆိုတဲ့အကြောင်းလေးလေးအကိုကြီးတစ်ချက်ပြောပြပေးပါဦးဗျဟုတ်ကဲ့ဟော အတီကြီးတက်ကြီးတော့မဟုတ်ပါဘူးဗျ။တီးသလောက်တက်သလောက်ကိုယ်အแทးမှာချိနေသလောက်လေးတော့မျှဝေပေးခြင်းပါတယ်။ဟုတ်ကဲ့ခင်ဗျာ။ဟုတ်ပါပြီ။ကျွန်တော်တို့လူတွေမှာအာကစားသမားတွေပေါ့ဗျာမျက်စိတွေမြင်လဲအောင်ပြောမှာဆိုတော့အာကစားသမားတွေအထူးသဖြင့်တော့ဟိုလိုပေါ့တာရိုအာကစားဆိုတာတဲ့တာဝေးပေါ့ဗျာဟုတ်ကဲ့တာဝေးဟုတ်တာဝေးဆိုဥမာမာရသွန်ပြေးမယ်တော့ဟုတ်တယ်နော်မီနီမာရသွန်မာရသွန်ရှိမယ်နောက်ဘောလုံး ဘောလုံးတို့အချိန်အချိန်ကြာလေအချိန်ကြာကစားအဲဆိုတော့အဲ့လိုအချိန်ကြာကြာနောက်အား inside ထုတ်ပြီးတော့မှသုံးပြီးတော့ကစားမဲ့အားကစားမျိုးဆိုလို့ရှိရင်ဆိုတော့တေချာဘော1မိနစ်လောက်ကိုလောက်ပြီးရဟုတ်ကဲ့ညီမမှာပါနော်ဟုတ်ကဲ့အားကစားပွဲတွေပါလေကြည်မှုမှာဆိုတော့သူကအားကစားပွဲမဆခင်ဆိုလို့ရှိရင်သူကတွေ့ဦးလေချင်းကခုံသွားခုံသွားနေဟိုလာဟိုနှမ်းပြီး အဲနည်းနည်းလေးပေါ့ပေါ့ပါပါနဲ့ဟိုကတော့လောက်လို့ရတယ်ဟုတ်အဲ့တော့မသားလေးတော့သွေးလည်ပတ်မှုမှန်လာမယ်နှလုံးခုန်လုံးတွေမှန်လာမယ်ဟုတ်ကဲ့ဟုတ်သူရှိသေးတယ်ပေါ့ဗျာအကစားလုံးမဲ့ချိန်မှာရှိသေးမယ်အဲသူရင်းလှပမှုနှုံးနေအဲအပူချိန်တွေပါရလာအဲ့ဒီချိန်မှာမှသူကအာရင်ပြစ်ထွက်လာဟုတ်လားအကစား ပြေးတဲ့ခါမှာပဲဖြစ်ဖြစ်ဘောလုံးကစားတဲ့ခါမှာပဲဖြစ်ဖြစ်ဟုတ်တယ်မလားချက်ချင်းကြီးထွက်မလားချက်ချင်းမဖြစ်ဘူးသွေးလက်ပတ်မှုကလည်းဒီကစားမဲ့အချိန်မှာရှိသင့်တဲ့သွေးလက်ပတ်ဆဲမိုင်ဖြစ်နေအောင်ဆဲမိုင်ဖြစ်နေအောင်အဲ့ဒါဝမ်းပြင်းကလုတ်ပြရသွေးပူလေးချင်းကလုတ်ပြရတယ်လို့ပဲကျွန်တော်ဆက်ရန်တရားတွေမှာလည်းတကယ်တမ်းကတော့လိုအပ်ပါတယ်ဗျဟုတ်ကဲ့လိုအပ်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့အများစုကတော့တတိမထားမိတတ်ကြဘူးဟုတ်ကဲ့ခင်ဗျာဟုတ် အလေးချင်းလည်းလဲသေးတယ်လို့ပဲကျွန်တော်တို့ယူဆတယ်ဗျ။ဟုတ်ကဲ့ခင်ဗျာ။အဲ့ဒီ1မြန်လောက်တဲ့အလေးချင်းပါလေ။ဟုတ်ကဲ့။ဒါလည်းတခုတော့ရှိတာပေါ့။တချို့ operator တွေကတော့ well train operator တွေဆိုရင်တော့အကောင်းဆုံးလောက်ကြပါလေ။ဟုတ်ကဲ့။ well train မဟုတ်ဘဲနဲ့အဲဟိုနှိမ်တာတော့မဟုတ်ဘူးဗျာကျွန်တော်အရှိအရှိတိုင်းဒီဒီတိုင်းပြောရရင်တော့အမဲဒီထိုးဟုတ်။ site ထဲမှာအမဲဒီထိုးဆက်နောက်လိုက်လုံရင်းနဲ့မှာ အဲတဖြည်းဖြည်းနဲ့တက်လာတဲ့ operator မျိုးဆို lesson can be တင် lesson can be ဆရာကောင်းနဲ့တွေ့ခဲ့ရင်တော့ lesson can be တဲ့ကောင်းပဲအကဲကိစ္စမရှိဘူးဟုတ်အဲဆရာကောင်းနဲ့မတွေ့ရတဲ့အဲဆက်ပြင်းဆက်နောက်လိုက်အကူကနေမှတက်လာတာဆိုရင်တော့ one minute လောကမိဟာကိုတော်တော်များများမသိကြဘူးဟုတ်ကဲ့မသိကြဘူး အရေးပါပုံလဲအရေးပါပုံလဲမသိကြဘူးဟုတ် environment ရဲ့အခြေအနေရလဲပြောရမှာပေါ့ဗျာဟုတ်တယ်မလားဒါဟိုဘသူဘသူမှာတော့အားနေချက်အားသာချက်ဆိုပြီးလက်ညှိုးထိုးလို့တော့မရဘူးပေါ့ဗျာဒါနားလည်းသိရမှာဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဟုတ်သူက one meter ကဘာလို့လိုအပ်လဲဆိုတော့ကျွန်တော်တို့ engine တွေတိဆောက်ပုံကိုဒီဇိုင်းလုပ်တာကကျွန်တော်တို့တကယ်တမ်းကတော့သူကဆက်အလုံးလုံးမဲ့အပူချိန်ဟုတ်ကဲ့ကျွန်တော်တို့ဟိုလိုပြောမယ်ဆိုတော့နည်းပညာနဲ့ပြောမယ်ဆိုတော့ NOD ဟုတ်ကဲ့ normal operating temperature ဆိုတာရှိတယ်ဗျဟုတ်ကဲ့ခင်ဗျဟုတ်ဆက်တကယ်အမှန်တကယ်အလုံးလုံးမဲ့အချိန်ရအပူချင်းဟုတ်ကဲ့ဆက်ယူဒီမြင်တော်ပြောမယ်ဆိုတော့ slit piston ring ဟုတ်ကဲ့ခင်ဗျဟုတ်အဲ့ဒါတွေကသူကဒီဇိုင်းလုပ်မှာကသူကအဲ့ဒီအပူချိန်နဲ့တွက်ချက်ပြီးတော့ပဲကျွန်တော်တို့ဒီဇိုင်းလုပ်တာဟုတ်ကဲ့ခင်ဗျဟုတ်ဥပမာတစ်ခုဗျာ ring ring ဆိုလို့ရှိရင်သူက drug tool ရဲ့သဘောတဘာဝကပူလာရင်စမ်းတယ် ဟုတ်ကဲ့ဟုတ်တယ်နော်ဟုတ်ကဲ့ကျွန်တော်တို့အเจ้าမှာလည်းသင်ခဲ့ရမှာပါအပူဆန်ခင်းဟုတ်ကဲ့ဟုတ်တယ်နော်အပူဆန်ခင်းဆိုတဲ့စကလုံးကြားမှုမှာပါဟုတ်ကဲ့ဟုတ်ကဲ့အပူဆန်ခင်းနဲ့တော့ချက်ပြီးတော့မှအေးနေတော့ဆိုရင်ဘယ်လောက်ရှိမလဲနောက်အဲ normal operating temperature ရောက်လို့ပူးလာပြီဆိုလို့ရှိရင် rain ကဘယ်လောက်ထိစီးသွားမလဲဟုတ်ကဲ့အဲ့ဒီ rain စီးလို့သူကအပူချိန်နဲ့တွေ့ပြီးတော့မှဒီ design လုပ်ထားတာဟုတ်ကဲ့ဟုတ်အဲ့ဆိုတော့သူက rain ကလည်းသူ normal operating temperature ရောက်မှသူက သတ်မှတ်တဲ့အစီ ranking ကိုရောက်ပါမှာဟုတ်ကဲ့ဟုတ်နောက် piston နဲ့ slit ဟုတ်ကဲ့အဲ့ဒီအချိန်မှာ slit ကတော့ကြောလောက်အောင်တိတိသာသာကြီးမပွားဘူးဗျဟုတ်ကဲ့ piston ကတော့သူက aluminum လည်းဖြစ်တယ်ဟုတ် aluminum ဖြစ်တော့အပူဆန်ကင်းသူကတန်တဲ့ပုံများတယ်ဟုတ်ကဲ့အဲ့ဒါဆိုတော့သူကပူလာရင်တော့ပွားလာဟုတ်ကဲ့ပွားလာလို့ရှင်မှာသူက normal operating temperature ရောက်လာတဲ့အချိန်မှာဘယ်လောက်ထိပွားလာမှာဘယ်လောက်ထိ ြီးလာမယ်ဆိုတော့သူတွက်ချက်ပြီးတော့တတ်မှတ်ထားတာရှိဟုတ်ကဲ့အဲ့ဒီအချိန်ရောက်မှသာလင်းသူကဆလစ်နဲ့ပစ္စတင်ကအထက်အောက်တက်ဆင်းလောက်တဲ့အချိန်မှာညိန်နဲ့ညိန်ပဲနောက်လေကိုလည်းအပေါ်ကိုကျင့်မဲ့လင်းကိုလည်းသူက rain gauge ကလည်းစီးသွားပြီပစ္စတင်ကလည်းကြီးလာပြီဆိုမှသူကလေကျင်းအားပိုကောင်းလာဟုတ်ကဲ့ဟုတ်ဟုတ်လေကျင်းအားပိုကောင်းလာမယ်ဟုတ်ကဲ့လေကျင်းအားကောင်းမှသာလင်းသူကမီးလောင်ပေါက်ကွဲမှုနှုံးရလဲပိုပါကောင်းဟုတ်ကဲ့အဲ့ဒီကြာအဲ့ဒီအချိန်မှသာလင်းသူက ဟွာကကျွန်တော်တို့ပေါက်ကွဲအားအပြည့်ဝ complete conversion ပေါ့ဗျာ complete conversion ဖြစ်ပြီးတော့မှမီးလောင်ပေါက်ကွဲမှုအပြည့်ဝဖြစ်ပြီးတော့အင်အားကလည်း power လည်းအများဆုံးအတူတမတ်အပေါ်ကအပြည့်ဝထွက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကြောင့်မို့သူကအာကျွန်တော်တို့ one meet လုပ်ဖို့ဆိုတော့ set တွေကလည်း low effort ဟုတ်ဟုတ်အဲ့ဒီနေရာမှာကျွန်တော်ဖြည့်ဆွပြီးညံ့ပြီးတော့ထည့်ပြီးပြောချင်တာလေးကကျွန်တော်တို့ thermostat ဟုတ်ကဲ့ဟုတ် thermostat မနောဟိုတက္ကနာမှာလည်းပါခြင်းပါလာလေးမထက်ခြင်းလည်းထပ်သွားလိမ့်မယ်သိခန့်ပြီးတော့ဟိုဟိုပါဖြစ်ပြီပါဟုတ်ကဲ့တာမိုစတက်ကျွန်တော်တို့ဒေတာကျွန်တော်တို့ region ပေါ့ဗျာတော်တော်များများကဆက်ပြင်းစရာတော်တော်များများကတာမိုစတက်ကမလိုဘူးဟုတ်ကဲ့မလိုဘူးဆိုတော့ဟိုအယူဆလွဲတစ်ခုပြောရတော့အနည်းဆဆုံးပေါ့ဗျာဒီတာမိုစက်ထည့်ပေးတာကအေးတဲ့ဒေတာတွေတွဲလို့တချို့ကယူဆတာဟုတ်ကဲ့ဟုတ် သူတမုန်ဆဲပိတ်ထားခြင်းအပြင်တော့အင်ဂျင်ထဲမှာပဲသူစာကယ်ဖြစ်ပြီးတော့သူကတဖြည်းဖြည်းနဲ့မြန်မြန်ပေါ့ဗျာဟုတ်တယ်တမတ်အပူချိန်ကိုရောက်ပြီးတာဟုတ်သူကမပါတော့ဘူးဆိုရင်ဖြုတ်ပြီးဆိုသူကရေတိုင်ကြီးဘက်ကိုတောက်လျှောက်လဲပြီးတော့မှသူကအဲပြော normal operating temperature ကိုရောက်ဖို့အချိန်ကြာတယ်ဟုတ်ကဲ့ဟုတ်အချိန်ကြာတယ်ဟုတ်အချိန်ကြာတယ်ပြီးသူက ဝမ်မီကလှုပ်ပေးလို့အရှင်တော့ကိစ္စမရှိဘူးဝမ်မီကလှုပ်ပေးတယ်ဆိုရင်သူက normal orbit temperature ကိုသူကမြန်မြန်နဲ့ရောက်သွားတယ်ဟုတ်ကဲ့ဟုတ်ဝမ်မီကလှုပ်မပေးဘဲနဲ့အဲ့တမိုဆလဲမပါဘူးဆိုတော့တေးကြတယ်ကျွန်တော်တို့ slip piston ring ကတတ်မှတ်သူတို့ဟုတ် clear တဲ့နေ gap ကိုမရောက်ဖဲနဲ့သူကအလုံးလုံးလို့တော့ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ဒါဆိုရင်တော့အင်ဂျင်ကလည်း power အပြည့်မထွက်ဘူး။ဟုတ်ကျွန်တော်တို့ဒီ slip piston rain တွေပုံစံမှုလဲသူကပို့ပြီးတော့မြန်စီတတ်တယ်။ဟုတ်ကဲ့။အဲ့ဒါကြောင့်မို့ အင်းရင်ဝမ်းမီအကလည်းဟုတ်တကယ်မဖြစ်မနေလို့တယ်အဲတမုဆက်အကြောင်းလေးလည်းအဲအကြောင်းကိုကျွန်တော်ဖြစ်တော့တမုဆက်ပါလို့ရှိရင်ဝမ်းမီရလို့ကိုမိနေတော့မှသူကညံညံနဲ့ normal operating temperature ကိုရောက်လာတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ရောက်လာတယ်ဟုတ်ကဲ့ရောက်လို့ तू ကပွင့်သွားပြီဆိုရင်လည်း तू ကကောင်းနေတယ်တာမန်ကောင်းနေတယ်တာမုဆက်ဆိုရင် heat မတက်ပါဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ဒီကလွှဲမတဲ့ user ကတာမုဆက်ပါခြင်းအပြင် heat တက်တယ် ဟုတ်ကဲ့ဟုတ်ကဲ့လွယ်လွယ်ပေါ့ဗျာစဉ်းစားထားကြတယ်အမှန်တော့အဲ့ဒါသူရဲ့ဟိုကိုမဆုလို့ပြောမှဆိုရင်တော့ structure ရဲ့ function မသိတာဟုတ်ကဲ့ gravity လို့ပြောမှလို့ system operation ကိုမသိကြတော့ဟုတ်ကဲ့အဲ့မှာဒါပါရင်ဟိတက်လွယ်တယ်ဖြုတ်ပြဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဖြုတ်ပြဆိုပြတော့အများစုကဖြုတ်ပြကြတာများတယ်ဟုတ်ကဲ့ဖြုတ်ပြကြတာများတယ်ဟုတ်ကဲ့တကယ်အရေးပါပါတယ်ဟုတ်ကဲ့အဲ့တော့ normal operating page ရောက်တော့မြန်မြန်ရောက်လေအောင်သူကအကူအညီပေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့အကူအညီပေးတယ်ဟုတ်အားကြောင့် ဒါလေးလည်းမဖြစ်မနေကောင်းနေတယ်ဆိုမဖြုတ်ကြပါနဲ့လို့ကျွန်တော်အကြံအကြံပြုချင်တာပါဟုတ်ကဲ့အကြံပြုချင်တယ်ဟုတ်ဟုတ်အဲ့ဆိုရင်အကိုကြီးကတော့ကိုလိုလိုစေထားပါတော့အင်ဂျင်အကြောင်းပြောသွားတာပေါ့အင်ဂျင်တစ်ခုပေါ့နော်အင်ဂျင်တစ်လုံးပေါ့နော်စွမ်းဆောင်ရည်ပြည့်အလုံးလုံးနိုင်မှုဆိုရင်တော့ဒီဝမ်မင်းအက်ကအရင်အရေးကြီးတယ်ပေါ့အကိုကြီးဟုတ်ဒီအင်ဂျင်အပြင်ဒီကျွန်တော်တို့ဘက်ဖိုးတွေမှာကြတော့အကြံမြင် hydraulic ဆိုရင်အစိမ့်အပိုင်းကလည်းမီချာဖြစ်နေရောအဲ့ဒီအတွက်ရောအကိုကြီးအမှန်ပါတယ်ဗျအဲ့ဒီအတွက်လည်း ကျွန်တော်တို့ဟိုမျက်မြင်မြင်သာအောင်ပြောရမယ်ဆိုစလင်နာစီးဟုတ်ကဲ့စလင်နာစီးတွေကလည်းအဲ့လိုပဲကျွန်တော်တို့ယူဆတယ်ဟုတ်ကဲ့ပူတဲ့အချိန်မှာဘလို့လုံးလုံးမယ်ဆိုတာဟုတ်တွေ့ပြီးတော့ဒီဇိုင်းလုပ်มาပဲဟုတ်ကဲ့အဲ့ဒါကြောင့်မို့အေးတဲ့အချိန်ဆိုရင်သူက ceiling effect ပေါ့ဗျာဟုတ်ကဲ့ ceiling effect တော့ကျွန်တော်ကျင်တယ်နည်းလိမ့်မယ်ဟုတ်ကဲ့နည်းလို့ရှိရင်စီကြော်တာပဲဖြစ်ဖြစ်ဟုတ်ဒါမှမဟုတ်မပွားသေးတဲ့အတွက်ခြုံချောင်ကြီးနဲ့သွားနေရတဲ့အတွက် ဝယ်ရမိုးစားလွယ်တာပြောဟုတ်ကဲ့ဟုတ်နော်အဲစီဟိုက်ဒရိုလစ်စီတွန်းရင်တွန်းတဲ့လောက်အာမထွက်တာမျိုးအချိန်မတိုင်မီအချိန်အချိန်မတိုင်မီပြည့်စည်နိုင်တယ်အဲ့ဒါမျိုးလေးနေအချိန်မတိုင်မီပြည့်စည်နိုင်တယ်ပြီးတော့ကိုလိုချင်တဲ့ ဒီဆွမ်းဆောင်ရည်ဆွမ်းဆောင်မှုဆက်ရဆွမ်းဆောင်မှုပေါ့ဗျာဟုတ်တယ် efficient မဖြစ်ဘူးပေါ့ဗျာဟုတ်ကဲ့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 ပါဟုတ်ဟုတ်အင်ဂျင်အတွက်ရော hydraulic system အတွက်ရောဒီ warming up ကအရင်အရေးကြီးပါတယ်သူကအားလုံးပေါ့ကျွန်တော်ယူဆတာ hydraulic system ရောအင်ဂျင် system ရောကသူကပုံမှန်အလုံးလုံးမဲ့အပူချိန်အတွက်ပဲတွက်ချက်ပြီးတော့ကျွန်တော်ဒီဇိုင်းလုပ်မယ်လို့တော့ကျွန်တော်ကျွန်တော်အတွေးပါဗျာအဲ့ဒါတော့မှားခြင်းလည်းမှားမှန်ခြင်းလည်းမှားမယ်ဟုတ်ကဲ့အဲ ရိုက်တယ်လို့ဟာဖြစ်နိုင်ပါတယ်တွေးနိုင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုပဲစက်တွေမှာလဲကျွန်တော်တို့ရတ်တော့မယ်ဆိုလို့ရှိရင်ကုဒေါကဲကျွန်တော်တို့ဒီမနက်ခင်းလုပ်ငန်းစတဲ့အချိန်ကနေညနေလုပ်ငန်းသိမ်းတဲ့အချိန်ဒီပေါ့နော်ဒီ one minute နဲ့ဒီ cooling down ကိုကောင်းကောင်းလုပ်မယ် real power the power of achievement